ဝေယံတရားကုမ္ပဏီတစ်ခုရဲ့မန်နေဂျာအဖြစ်အလုပ်လုပ်ကင်ခဲ့တယ်။ကုမ္ပဏီကပေးတဲ့ခန်းနာထဲဝါတဲ့အိမ်လေးတစ်လုံးကိုလည်းရရှိခဲ့တယ်။ဒါကြောင့်မဲဝေယံတရားအလွန်ပျော်ရွှင်ခဲ့ရတယ်။သူ့ရဲ့ပျော်ရွှင်မှုကညမှထွန်းလာတဲ့မိကွက်ကနေမိစာညင်းသားတကယ်တော့ခဏချင်းပြောက်ွယ်သွားမယ်ဆိုတာကိုတော့ဝေယံတရားလုံးဝမသိရှိခဲ့ဘူးပေါ့။အိမ်ကလေးကအေးအေးဆေးဆေးနဲ့တိတ်တိတ်ဆိတ်ဆိတ်ရှိတာကြောင့်ဝေယံတရားအိပ်ပျော်သွားခဲ့တယ်။ ထိုအချိန်မှာပဲအိမ်တကားခောက်တန်ကြောင့်ဝင်ရန်တယောက်နိုးလာခဲ့တယ်။နိုင်ကိုကြည်လိုက်တဲ့အခါမှာတော့အချိန်ကအတော်လေးညစ်နက်နေခဲ့တယ်။ဒီအချိန်ကြီးဘသူလာတာပါလဲလို့တွေ့ရင်ဝင်ရန်တယောက်တကားပေါက်သို့လမ်းလျှောက်လာခဲ့တယ်။တကားနားရောက်တာနဲ့တကားရဲ့မှန်မလူကနေအိမ်အပြင်ဘက်ကိုစူးစမ်းကြည့်လိုက်တယ်။လူရဲရောင်တော့မတွေ့ရတာကြောင့်တော့ကိုကိုင်းပြီးတကားပေါက်ကိုဖွင့်ကအိမ်အပြင်ကိုဆန်းစစ်ကြည့်ဖို့ဆုံးဖြတ်ရှာရှာလိုက်တယ်။ ကြီးဆုံးဖြတ်ချက်ကပဲသူ့ဘဝရဲ့အကြီးဆုံးမှာဖြစ်ခဲ့တယ်။ဝေယံတရားတော့ကိုကိုင်ကတကားပေါက်ကိုဖွင့်ပြီးကြီးခဲ့ပေမဲ့အိမ်ရှိမှာတော့လူရဲ့လူရောင်တော့တွေ့ခဲ့ရဘူးပေါ့။ဒါကြောင့်ပူပြီးတေချာသွားအောင်လို့အိမ်ဘောကနေဆင်းပြီးအိမ်ရဲ့ဘေးဘီဝဲရကိုစစ်ဆေးကြည့်လိုက်တယ်။အိမ်ရဲ့ဘေးဘီဝဲရကိုစစ်ဆေးနေတော့မှပဲဝေယံရှိတဲ့တဲ့ကနေလူတယောက်ဝေယံစီကိုဆက်ဆက်မြင်းမြိုင်လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်။ဖိလန့်တကြားနဲ့ ဒီအချိန်ကြီးဘသူပါလိမ့်လို့တွေးနေတော့မှပဲထိုလူကလမ်းခုလက်မှရက်ပြီးရဇုံတစ်ခုကိုညွန်ပြတကယ်သူလက်တစ်ဖက်ကိုဆန့်ထုတ်ကာလက်ညှိုးညွန်ပြရသူဝီယန်တယောက်စူဆန်းကြည့်လိုက်တဲ့အခါမှာတော့မဟေနီဆံမီကြောက်စရာကောင်းတဲ့အရေးမဲကြီးတစ်ခုတစ်ပင်နောက်မှာရှိနေတာကိုတွေ့လိုက်ရတယ်ထိုမြင်ကွင်းကြောင့်ဝီယန်တယောက်ကြောက်လန့်နေကြအိမ်မော်တို့တက်ပြေးဖို့လှည့်လိုက်တဲ့အခါမှာတော့ အိမ်တကာပေါ့ရဲ့အဝမှာတော့ကြောက်စရာကောင်းလို့နဲ့တရေမန်းတယောက်ကရောက်ရှိနေခဲ့တာပေါ့ဒါကြောင့်မဲဝေယံတယောက်ကြောက်လန့်ကြနဲ့အနီနာကပတ်ဝန်းကျင်ကိုဂူညီတောင်းဖို့ပြေးလွှားခဲ့တယ်ဝေယံရဲ့နောက်ကိုတော့ထိုရိတ်မဲကြီး၃ခုကဆက်တိုက်လိုက်နေခဲ့တယ် အဲ့ဒီညမှာတော့ဝေယံတယောက်ပျောက်ရှင်းမလားပျောက်ဆုံးသွားခဲ့တယ်။အဲ့ဒီညမှာဝေယံတယောက်ပဲရောက်သွားခဲ့လေ။တမမဟုတ်ဘဲနေရာမှာရှိနေလေ။ဘလို့ဖြစ်နေလဲဆိုတာကိုတော့ဘဟေနီဆန်ဆန်နဲ့ဘသူမှအတိအကျမသိခဲ့ဘူးပေါ့။ဒီလိုနဲ့ဝေယံရဲ့ပျောက်ဆုံးမှုကတဖြည်းဖြည်းနဲ့စိတ်သုံးသွားခဲ့တယ်။လျှောက်လာအကြမှာတော့ဒီအိမ်ကိုပဲအိမ်ကအစ်တတယောက်ထိုက်ရောက်လာခဲ့တယ်။ မေသူတယောက်လောက်ရရှိပြီးတဲ့အခါမှာတော့အဆောင်ကနေပြောင်းချွေလာပြီးအိမ်ငါကအလွန်နေတဲ့ဒီအိမ်ကိုပဲရှက်ရှင်းငားရမ်းခဲ့တယ်။မေသူတယောက်ကတော့အိမ်ငါကအလွန်နေရတဲ့အကြောင်းရင်းကိုတော့လုံးဝမသိရှိခဲ့ဘူးပေါ့။မေသူတယောက်တငယ်ချင်းနဲ့ဖုန်းပြောနေရင်တငယ်ချင်းဖြစ်သူမှမေသူဒီတစ်ခါအိမ်လေးကတော်လှပါလား။အေးဟုတ်တယ်။ဒီအိမ်ကလှလေလှသလိုအီလေအီချက်နဲ့ပြီးတော့ရမ်းတိတ်ဆိတ်တယ်လေ။အခုတော့ရှိတာပေါ့။ အင်းရဲ့နားမှာတော့တင်းငိုင်းကုန်းနဲ့နည်းနည်းနီးတယ်ဒါကြောင့်လဲတယုံတယုံမငှားရဲကြလို့အင်းကားကဇီတက်တာတာဖြစ်မယ်ဟဲ့တင်းငိုင်းကုန်းနဲ့နီးတယ်ဆိုရင်တော့နေရမှာတက်သိမ်းတော်ထားတယ်နေနေရောနေရဲ့ရဲ့လားငါအတွက်ကတော့အီအီစီစီနဲ့တိတိစိစိရှိရင်ကိုအဆင်ပြေတယ်တိတ်တော်မကြောက်တတ်ပါဘူးဒါကြောင့်ဒီအင်းကိုပဲငါရွေးချယ်လိုက်တာအေးအေးဒါဆိုလဲဂိူးဆိုင်ပြီးတော့နေအောင်ဟုတ်ပြောရင် ။အငယ်ချင်းနဲ့ဖုန်းပြောတာကိုဆုံးသက်ပြီးအိမ်ရောက်ဝင်ဖို့ပြင်ဆင်ခဲ့တယ်။မိသူတယောက်အိမ်ခန်းထဲဝင်လာပြီးခဏကြာမှာတော့အိမ်ပြောသွားခဲ့တယ်။သူမအိမ်ပြောနေတော့မှပဲဂရင်ဘေးကမှန်ပတင်းကလေအဟုန်နဲ့အတူပွင့်သွားခဲ့တယ်။တကားပွင့်တာနဲ့အရေးမဲတစ်ခုကလည်းသူမအားစောင့်ကြည့်နေခဲ့တယ်။အိမ်ပြောနေတဲ့မိသူကတော့ဒါတွေကိုလုံးဝမသိရှိခဲ့ဘူးပေါ့။ထိုအချိန်မှာပဲအိမ်တကာခောက်တံကိုဆက်မပြတ်ကြားရတာကြောင့်မိသူတယောက်နိုးလာခဲ့တယ်။ နိုးလာတာနဲ့သူမဘေးကမှန်မတင်းကပွင့်နေတာကိုကြည်ပြီးလေပြင်းလို့ပွင့်တယ်လို့ထင်ကပရင်ဘောက်ကိုပိတ်ပြီးအိမ်ရှိတကားစီကိုထွက်လာခဲ့တယ်။တကားကိုဖွင့်လိုက်တဲ့အခါမှာတော့ပီဇာလာပိုးတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတယ်။ထိုအချိန်မှာတော့မေသူတယောက်အားတော့အားနာနဲ့ပီဇာမရင်အိပ်ပျော်သွားခဲ့လို့တကားခောက်နေတာကိုမကြားလိုက်ဘူးလို့ပြောလိုက်တယ်။ကောင်လေးကတော့စိတ်သိမ့်ကြည့်တဲ့ပုံနဲ့ ပီဇာဘေးဘီခတ်တတုတ်ထွက်သွားခဲ့တယ်။ပီဇာယူပြီးတာနဲ့တီဗီကြည့်ရင်ပီဇာစားနေလိုက်တယ်။ပီဇာစားလို့ကုန်သွားတာနဲ့မေသူတယောက်အိတ်ခန်းထဲသို့ဝင်ပြီးတဖန်ပြန်အိတ်နေခဲ့တယ်။သူမအိတ်ပြိုစားအချိန်မှာပဲဂရင်ဘေးကမှန်တကားကတဖန်ပြန်ပွင့်သွားပြန်တယ်။ဒီတခါတော့အရေးမဲမဲကြီးကစောင့်ကြည့်နေုံနဲ့မဟုတ်ပဲသူမဘေးနားသို့ရောက်လာခဲ့တယ်။လက်ကိုဆန်းတော့ပြီးလက်ဘေးညှို့ဟန်ပြန်လိုက်တဲ့အခါမှာတော့မေသူဘဲညာရင်လိုက်တာကြောင့်အရေးမဲကပြောက်သွားပြီးဆောင်းကိုဆွဲချလိုက်တယ်။ဂရင်အောက်ကနေတစုံတယောက်ကဆွဲ ွမ်းရှာလိုက်တဲ့ကဲ့သို့ဆောင်းကအောက်သို့ရှောရှာသွားခဲ့တယ်။ဒါကြောင့်မေသူတယောက်ထိတ်လန့်တုံလောက်သွားပြီးကတဲ့အောက်မှာတခုခုရှိနေတယ်လို့ယုံကြည်လိုက်တယ်။ဒါကြောင့်ကတဲ့အောက်ကိုကြည့်ဖို့ဆုံးဖြတ်ချက်ရှာလိုက်တယ်။ကတဲ့အောက်ကိုကြည့်လိုက်တဲ့အခါမှာတော့သူမထင်ထားတဲ့အတိုင်းရိတ်မဲမဲတစ်ခုက ရှိနေခဲ့တယ်။ ။ဒါကြောင့်ကြောက်လန့်တကြနဲ့အိတ်ခမ်းပြင်သို့ထွက်ပြေးလာခဲ့တယ်။အိတ်ခမ်းပြင်ရောက်တာနဲ့ရဲကိုဖုံးစပ်ဖို့တတိရလိုက်တယ်။ထိုအခါမှာပဲဖုံးကအိတ်ခမ်းထဲမှာကျန်နေခဲ့ပြီဆိုတာကိုမေသူတယောက်တတိရလိုက်တယ်။အိတ်ခမ်းထဲမှာကျန်နေခဲ့တဲ့ဖုံးကိုပြန်ယူဖို့အတွက်မေသူတယောက်အိတ်ခမ်းတကားဝနာကို ရှင်းကပ်လာခဲ့တယ်။တကားဝနာရောက်တာနဲ့အသားရငေါတော့ထိုင်လိုက်ပြီးတကားရဲ့အဖန်နှလားမလားလွတ်နေတဲ့နေရာကနေအိတ်ခမ်းထဲကိုအရှိနေကဲခိုက်ကြည့်လိုက်တဲ့ထိုအခါမှာပဲအိတ်ခမ်းတကားဝနာမှာရှရောက်မမဲကြီးတစ်ခုရပ်နေတာကိုတွေ့ လိုက်ရတယ်။သူမကြောက်လန့်တကြထားရက်လိုက်တဲ့အခါမှာတော့တကားကပွင့်လာပြီးစပင်ဖားလဲရနဲ့ကြောက်စရာကောင်းတဲ့တရေမကဒေါသတကြီးစိုက်ကြည့်နေခဲ့တယ်။ထုံမြင့်ကွင်းကြောင့်ပဲမေသူတကြယောက်ကြောက်လန့်တကြအိမ်ရှိသူပြေးထွက်လာခဲ့တယ်။ကြောက်စိတ်ကြောင့်တကူလုံးတုံရင်နေတဲ့မေသူတရလှေကားတစ်တွေကိုတော့မကြော်ဖြတ်နိုင်ပဲလှေကားကနေဒလိန်ကဝေးပြုတ်ကြလာခဲ့တယ်။တရေမကလည်းအဆက်မပြတ်လိုက်နေတာကြောင့် နာကျင်မှုတွေကိုမေးလျော့ပြီးမေသူတရားအာယူကပြေးထွက်လာခဲ့တယ်။ကျောင်းလန်တကြားထွက်ပြေးလာတဲ့မေသူတရားခက်လန်းလန်းကနေလမ်းလျှောက်နေတဲ့လူတယောက်ကို တွေးလိုက်တာကြောင့်အတော့တယောထိုလူနန်းတို့ပြေးထွက်လာခဲ့တယ်။နားရောက်မှာတော့ထိုလူရဲ့လက်ကိုလှမ်းဆွဲပြီးအကူအညီတောင်းဖို့ဟန်ပြန်လိုက်တဲ့အခါမှာတော့ထိုလူကဖြည်းဖြည်းချင်းမျက်နှာကိုလှည့်လာခဲ့တယ်။သူရဲ့မျက်လုံးတွေက ဖြူနေပြီးမျက်နှာမှာလည်းဒဏ်ရာတွေနဲ့တော်တော်ပင်ကြောက်စရာကောင်းတာကြောင့်မေသူတယောက်တော်ရဲသူဥတီယာကိုတရှိုးတဲ့ဖက်ပြေးပါတော့တယ်။သူမတော်ရဲပြေးနေရင်မှပဲနောက်ထပ်အရေးမဲမဲတစ်ခုကိုတွေးလိုက်ရတယ်။ကလေးအရေးဖြစ်တာကြောင့်ဓာရီအလုံးတာမမဟုတ်တော့ဘူးလို့သူမယူဆလိုက်တယ်။အိမ်နဲ့လေတော်တော်ဝေရကိုရောက်နေတဲ့သူမထိုရိတ်တွေကမေသူနောက်ကိုပဲတောက်လျှောက်လိုက်နေခဲ့တယ်ခဏအကြာမှာတော့မေသူတယောက်တင်ញံကုန်းရှိသူတက်တဲ့ရောက်ရှိလာခဲ့တယ်အရေးမဲမဲတွေအကုန်လုံးကမေသူနောက်ကို ပဲတဖြည်းဖြည်းရှင်းကပ်လာခဲ့တယ် တင်းငင်းကုန်းရှိလဲရောက်နေတာကြောင့်စိတ်တီးရှုပ်ထွေးပြီးဘာလို့လို့လဲရမှမသိတဲ့မေသူတယောက်ကြောင်စီစီနဲ့ဒီရိတ်တွေကိုငေးကြည့်နေတော့မှပဲသူမရဲ့နောက်ကိုတစုံတစ်ခု ရှင်းကပ်နေပြီဆိုတာကိုသတိပြုမိလိုက်တယ်။ဒါကြောင့်စိတ်ကိုတင်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမအိမ်ပေါ်မှာမြင်ခဲ့တဲ့တရေမကသူ့ရဲ့နောက်ကိုရောက်နေတာပေါ့။ဒေါသတကြီးနဲ့ကြည့်နေတဲ့တရေမရဲ့မျက်လုံးတွေကြောင့်မေသူတယောက်သတိလစ်သွားခဲ့တယ်။သတိရလာတဲ့အခါမှာတော့မေသူတယောက်ကျင်းမြောင်းတဲ့အခန်းတစ်ခုထဲကိုရောက်နေခဲ့တယ်။ကြောက်လန့်တကြားအော်ဟစ်အကူညီတောင်းခဲ့ပေ မဲ့သူမရဲ့အတန်ကိုပြမကဘသူကမှမကြားခဲ့တာကြောင့်မိသူတယောက်ကန့်ဆိုးစွာနဲ့ပဲအစာရည်စာငတ်ပြတ်ပြီးဆုံးပါသွားခဲ့ရတယ်။သူမ ဆုံးပါသွားပြီမဲ့လဲသူမငှားခဲ့တဲ့အိမ်ရဲ့ငှားရမ်းကနည်းရခြင်းအကြောင်းရင်းကိုတော့လုံးဝမသိရှိခဲ့ရဘူးပေါ့။သူမမသိရှိခဲ့ရတဲ့အကြောင်းရင်းတွေကတော့ကုမ္ပဏီကတင်ဆိုင်မြေကိုဝယ်ယူပြီးဒီမြေပေါ်မှာအိမ်ဆောက်ဖို့စူးစမ်းခဲ့ကြတယ်။ ဒီလိုနဲ့မအောင်မြင်ပဲအိမ်တစ်လုံးသာပြီးဆုံးခဲ့တာကြောင့်သူ့ရဲ့အိမ်ပေါ်မှာအိမ်ငှားတွေကိုတင်ခဲ့တယ်။အိမ်ငှားတွေကတယောက်ပြီးတယောက်ကြောင်းရင်းမရှိပဲပျောက်ဆုံးသွားခဲ့ရတယ်။ဒါကြောင့်နောက်ဆုံးမှာတော့အိမ်ငှားကကိုလျှော့ပြီးထားငှားခဲ့ကြတယ် ဒီချိန်မှာလဲကန်ဆိုးလာတဲ့ဝေယံနဲ့မိသူတို့လည်းပျောက်ဆုံးနေကြတယ်။နောက်ဆုံးမှာတော့ဒီအိမ်ကိုရောက်လာတဲ့လူတိုင်းအကြောင်းရင်းမရှိပျောက်ဆုံးသွားတဲ့အကြောင်းကုမ္ပဏီကလည်းအိမ်ကို shape ပေးပလိုက်ရတယ်။ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်။ဇလန်ဆောင်တီနားဆင်ပေးတဲ့ပရိသတ်တယောက်ရှင်နေတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစီရှင်။